ဒီနေ့ဖခင်များနေ့ပေါ့နော်ဖခင်များနေ့ဆိုတဲ့အခါမှာကျွန်တော်လူသားတွေအားလုံးမှာအဖေ3ယောက်ရှိတယ်3ယောက်နော်3ယောက်ရှိတယ်ပရမအူဆုံးဖခင်ရတဲ့ကျွန်တော်ကောင်းခင်မြေကြီးစัจ java လာတခုလုံးကိုဖန်ဆင်းတဲ့ကောင်းခင်အဖဖြစ်တယ်တဲ့အာမင်အဲ့အဖရှိကြအောင်ကျွန်တော်တို့ဘယ်လိုသိနိုင်လဲသူဖန်ဆင်းတဲ့အရာတွေကိုမြင်နေရခြင်းအဖြစ်သိနိုင်တယ် အခမဲ့ပေးထားတဲ့လေးကိုရှူဆိုင်နေရခြင်းအဖြစ်ទីနိုင်တယ်။နေအောင်ကြီးရဲ့အနှွေးဓာတ်ကိုရခြင်းအဖြစ်အခမဲ့ရခြင်းအဖြစ်ဘယ်ဆံမပေးရဘူး။ទីနိုင်တယ်။မိုးတွေရွာတယ်။ဩနော်အပင်တွေကြီးထွားရတယ်။နော်ရေမရှိတဲ့နေရာမှာဆိုမိုးရွာဖို့ဆုတောင်းရတယ်။အသီးနှံစိုက်တဲ့လူတွေဆိုမိုးရွာဖို့ဆုတောင်းရတယ်။နော်ဒီရောက်ကြည့်ခြင်းအဖြစ်ဩဖရာရှိတယ်။ကောင်းကင်ဖရာရှိကြောင်းသိပြီလား။ တည်သွားပါပြီဒါဆိုလို့ရှိရင်ကောင်းကင်အဖာနံပါတ်1နံပါတ်2ကခုနကသမီးလေးပြောတယ်သမီးကိုမွေးပေးတဲ့လောကလောကဖေဖေလောကဖေဖေရှိကြအောင်တည်နိုင်လားတည်နိုင်တဲ့နီလန်ဘယ်လိုရှိမလဲအဖေမရှိပါကိုဖြစ်မလားအမေကိုမေးကြည့်ဖို့လိုသေးလားတချို့လည်းလိုတယ်တချို့လည်းကိုမွေးတဲ့အချိန်မှာအဖေကမရှိတော့ဘူးလေမရှိတော့တဲ့အခါအမေကိုပြန်မေးရတယ်အဖေကဘယ်လိုပုံစံလဲဟင်တော့အဖေကတားဖြူလား မေးရဘူးလားမေးရတယ်တချို့တွေဆိုခိုင်နှင်းဝေကိုမေးရတယ်နော်အဖေရောမေရောမရှိတော့နော်မိပါမဲ့ကလေးတွေရှိတယ်နော်အဲ့လိုမျိုးမေးရတဲ့လူလည်းရှိတယ်ကျွန်မတို့အဖေရှိကြောင်းကိုကျမတို့ကိုကြည်ကျင်အားဖြင့်လောကအဖေရှိကြောင်းကိုကျမတို့သိနိုင်ပါတယ်။ကောင်းကင်အဖကထို့အဖေဖြစ်တယ်။လောကအဖေထို့ကိုမွေးပေးတာထို့အဖေဖြစ်တယ်။နံပါတ်1နံပါတ်3အဖေတယောက်ရှိသေးတယ်။နံပါတ်3အဖေတယောက်ရှိသေးတယ်။လူသားမျိုးနွယ်စုတစ်ရက်လုံးရဲ့ အဖလူအာဒံလူသားမျိုးနွယ်စုအလုံးရဲ့အဖက အာဒံဖြစ်တယ်အဲ့ဒါကျမတို့လောက လူသားတွေအလုံးရဲ့အဖေဖြစ်တယ်ဒီရာကိုယုံလားအာဒံရှိခဲ့လားမရှိခဲ့ဘူးလားဆိုတာကိုယုံလားလူသားမျိုးနွယ်စုအစကအာဒံဖြစ်တယ်ဆိုတာကိုယုံလားမယုံလို့ရှိရင်လည်းကိုယ့်ဘက်ကိုဘယ်ရဆဖြစ်လဲကိုအဖေရှာပါ မယုံတဲ့လူတွေငါဘယ်ရလာတာလဲငါဘယ်ရလာလဲငါဥရရမြထွက်လာတာလားမသိဘူးကျန်ဥလေးလားမသိဘူးငါရဲ့အစကလူရဲ့အစကဥလေးလားမသိဘူးဆိုပြီးတော့ရှာပါနော်တွေ့အောင်ရှာပါလူသားရဲ့အစငါဘယ်ကနေလာတာလဲမသိဘူးမိုးပေါ်နေကြလာတာလားဥလေးတွေကနေပြီးတော့ထွက်လာတာလားဟောနော်ကျမလည်းအရင်တော့အသက်တာမပြောင်းလဲခင်တော့ကသူများကြီးပြောသလိုမျိုးပဲမြောက်ကနေပြီးတော့စင်းသက်လာတယ်လို့လူကမြောက်ကစင်းသက်လာတယ်လို့ပြောတယ်ပေါ့နော် မပြောဘူးလားပြောတယ်လေလူဟမြောက်ကနေစဉ်သက်လာတာပါလို့ပြောတော့ခင်ခင်ထိုက်နေရညောင်မျိုးလို့ပြောရင်ကြိုက်မလားခင်ခင်ထိုက်နေရညောင်မျိုးနော်ညောင်နဲ့တူတယ်ပြောရင်ကြိုက်မလားညီတို့မျိုးကညောင်မျိုးလားလို့ပြောရင်ကြိုက်မလားမကြိုက်ဘူးလေလူကလူသားရဲ့အစလူသားမျိုးနွယ်ရဲ့အစအာရန်ကစဉ်သက်လာပါတယ်ဆိုတာကိုလူသားကစဉ်သက်လာတယ်ကျမကလူမျိုးပဲလေ လူမျိုးဖြစ်တယ်လူသားမျိုးနွယ်ကနေစဉ်သက်လာတဲ့လူဖြစ်တယ်ကျမကိုမြောက်ကစဉ်သက်လာတဲ့မြောက်မျိုးလို့ပြောရင်တော့ကျမမကြိုက်ဘူးဖြစ်တယ်နော်အားကြောင့်မို့အာဒံကစဉ်သက်လာတယ်ဆိုတာကိုလက်ခံနေဆိုရင်တော့သင်ဟာနော်လူကစဉ်သက်လာတဲ့လူမျိုးလေးဖြစ်ပါတယ်ပေါ့နော်ဒါကိုလက်မခံရင်တော့ကိုနီကိုဟောတဲ့အဖြေရှာပါနော်အဖြေရှာပါအဖခင်လူသားတိုင်းမှာအဖေ၃ယောက်ရှိပါတယ်ဟာအာဒံကနေပြီးတော့စဉ်သက်လာတာမဟုတ်ဘူးဟေးဒါဆိုသင်ပြန်နေဖြေရှာ မပေးအပ်လာလဲဖြေရှာပါเนาะမြောက်ဆိုတဲ့အရာကအဲ့ဒီမြောက်ဆိုတဲ့နာမည်မဖြစ်ခင်ပေါ့เนาะအမွှင်းနဲ့ပါဇက်ပြဲပြဲနဲ့အကောင့်ကိုဖရဲသခင်ကမြေမုံကိုယူပြီးဖန်ဆင်းပြီးတော့အာရန်စီကိုယူလာပြီးနာမည်ပေးခိုင်းတာဖြစ်တယ်เนาะဒီမြောက်တို့စင်တို့ကြားတို့အခုကျွန်တော်တို့ခေါ်နေတဲ့အရာတွေကအာရန်နာမည်ပေးထားခဲ့တာဖြစ်တယ်အာရန်ကနာမည်ပေးထားရဲဆိုတဲ့အကြောင်းအရာလေးကိုเนาะကဘာဦးကျန်အခန်းကြီး1 အငယ်1920လောက်မှာနော်ကဘာဦးကိုပြန်သွားမယ်နော်ဘာလို့လဲဆိုတော့အဖေဖြစ်လာတဲ့အစနော်အဖေရဲ့အစကိုလိုက်ကြမယ်သာဝရအရှင်ဖရာသခင်သည်မြေတလိမ့်ဆန်တို့နှင့်မိုးကောင်းကင်ညှက်အပေါင်းတို့ကိုမြေဖြစ်ဖန်ဆင်းတော်မူပြီးလျင်လူသည်အဘယ်သို့ခေါ်ဝေါ်သမုတ်မီကိုတည်ခြင်းကလူရှိရာသို့ဆောင်ခဲ့တော်မူ၏လူသည်လည်းအသက်ရှင်သောတတဝါအပေါင်းတို့ကို ခေါ်ဝသမုတ်တီအတိုင်းနမည်အသီးသည်ရှိကြ၏ထို့သောလူသည်တိုင်းရင်ပေါင်းတို့ကို၎င်းမိုးကောင်းကင်ငှက်အပေါင်းတို့ကို၎င်းတားရဲအပေါင်းတို့ကို၎င်းအမည်ပေး၍မှဲ့လေ၏သို့တော်လေလူနှစ်တော်သောအထောက်မှာမပေါ်မရှိသည်လူအာဒံကဖျားသခင်နဲ့မိသဟာယဖွဲ့ပြီးတော့မှဖျားသခင်ကမြေကိုယူပြီးသူတိရိစ္ဆာန် เนาะตายินตายเยเนาะโมก้างขึ้นมาเปลี่ยนเนี่ยตะลิสันนี่อ้าลงโหผั่นซึ้งพี่ได้เฉิงที่โหเอวะพอได้ล่ะไม่พอได้บุอาดันก็ซีเนียร์จ่าราဖြစ်တယ်အားကြောင့်မိုးအိမ်နေမှာအိမ်တော်ဦးစီးရဘူးလဲเนาะအမျိုးသားတွေဖြစ်တယ်အမျိုးသားတွေကซีเนียร์จ่าနေတာဖြစ်တယ်ဒါကြောင့်မို့လို့ဖျားခင်ရဲ့ဗိသိက်ခြင်းကတို့ရှိမှာရှိနေတာဖြစ်တယ်ဖခင်နေရဖျားခင်ကဗိသိက်ပေးထားတော်သူတွေဖြစ်တယ်အားကြောင့်မို့ဖခင်မိဖကိုရိုသေစွာပြုရင်ပြီတော်မှာကောင်းကြီးကောင်းစားတယ်ဆိုတာဖခင်ကဘာဖြစ်လို့လဲ သူ့ရှိမှာဖျားခင်ရဲ့ဘိသိက်ရှိတဲ့အခါမှာ तू ကပေးတဲ့အရာတိုင်းမှာကျွန်တော်တို့တက်တာမှာကောင်းကြီးဖြစ်နေတာ तू ကဘလို့ပေးမလဲသူ့ကိုကျေးဇူးပြုတယ်သူ့ကိုတိတက်မယ်လိန်မာတဲ့ကလေးဆိုမပေးချင်ဘူးလားမိဘပေးချင်တာဗောကျွန်မဒီ30ကျော်ကာလအတွင်းမှာတွေ့ဘူးသမျှယောက်ျားရည်ထဲမှာကျွန်မအဖေကိုကျွန်မအချစ်ဆုံးဖြစ်တယ်အဲ့အဖေနေရာမှာခင်မုန်းတယ်ကိုလည်းစားထိုးလို့မရပါဘူးအကိုတွေကိုလည်းစားထိုးလို့မရဘူးအချစ်ဆုံးနော်ဒီမှာသမီးတွေဆိုရှိရင်ရီးစားကိုလည်းအဲ့နေရာမှာတူလား အဖေကိုချစ်တဲ့အချစ်နဲ့ကျန်တဲ့သူတွေကိုချစ်တဲ့အချစ်နဲ့မတူဘူးအဲ့ဒီဖေဖေဆိုတဲ့နေရာကဘသူမှအစားထိုးလို့မရတဲ့နေရာလေးဖြစ်တယ်ကျမတို့ငယ်စဉ်တုန်းကဆိုလို့ရှိရင်တော့ဖေဖေကလေလာပါအောင်နင်းမေုံနှိပ်ပေုံပြောတာပေါ့နော်ဒါပေမဲ့ကျမတို့အရွယ်တစ်ခုရောက်လာတယ်အလုပ်တွေအိမ်အောင်နေကြတယ်အလုပ်တွေရှုပ်လာတဲ့အချိန်မှာတော့ဖေဖေကအသက်50ကျော်60ဝန်းကျင်ဖြစ်လာတယ်အဲ့အချိန်မှာဖေဖေကိုကြည့်ရတဲ့အခါမှာညကကျမပြန်ဆင်ချင်ရင်လည်းမျက်ရည်ကျတယ်ဖေဖေကိုကြည့်တဲ့အခါမှာဖေဖေကလေ မညောင်းညာတတ်တဲ့လူကြီးတယောက်လိုပဲနေခဲ့တယ်။ကျန်စင်းစားကြည့်ပါပေါ့နော်။ကျမတို့မိသားစုဝင်တိုင်းမှာအဖေဆိုတာရှိခဲ့တယ်။ဒီအဖေရဲ့အတ္တတာကပေါ့နော်။ကျမအဖေအဲ့လိုမျိုးပဲနေခဲ့တယ်။ဒါပေမဲ့အသက်66နှစ်မှာအဖေကတော့ဆုံးသွားတယ်။ပေါ့နော်။ကျမအသက်20နဲ့2နှစ်လောက်မှာမိဘ 22နှစ်အထိကိုမိဘရဲ့လှုပ်ကြွေးတဲ့စာပဲကျွန်မစခဲ့တယ်22နှစ်လောက်မှမဟုတ်ကိုယ်ကိုယ်ပိုင်လှုပ်လေးရှိလာရယ်ပေါ့နော်အဲ့အချိန်မှာတော့တကယ်ပဲခုနကနော်မိဘကိုရိုသေစွာပြုရင်ပြီးတော့မှကောင်းစားမယ်ဆိုတဲ့ဂရိစကားတော့ကျွန်မတို့ကမသိပါဘူးဗုဒ္ဓဘာသာရေးဆိုတော့မိဘကိုလေဖခင်နဲ့တခိုင်းနဲ့ထားတဲ့အခါမှာအမြဲတမ်းရိုသေစွာနဲ့ကျွန်မအလုတ်ကပြန်တိုင်းမှာအဖေအတွက်အဖေအတွက်ဒီလက်ကလေးမှချိတ်သွားတယ်တခုခုစားစရာလေးမပါတဲ့နေ့ဆိုတော့မရှိဘူးအဲ့ဒါကျွန်မဖေကတည်တယ်ကျွန်မပြန်လာရင်သူစားဖို့တခုခုပါမယ်ဆိုတဲ့အရာလေးပေါ့နော် တော့မိဘကိုရိုသေစာပြုတဲ့သားသမီးဖြစ်ပါတယ်တကယ်ပဲကျမရဲ့အသက်တာမှာကြည့်တဲ့အခါမှာဘာမှပင်ပင်မမန်းနေမရှိခဲ့ဘူးငယ်ပဲကောင်းစားတဲ့အတ္တတာကိုရရတယ်ဆိုတဲ့အကြောင်းလေဒီမှာတာမီးတွေရှိရတဲ့ message တွေပေးချင်တယ်ပေါ့နော်အဖိုးတန်တီဖြစ်စေမတန်တီဖြစ်စေနော်ဒီမှာကြွကြွအိတ်လေးနဲ့ဆွဲဝါတဲ့အရာလေးတခုပေါ့နော်ကျမတို့တရင်ကျွလာပြည့်ဝါဇူလာပြည့်ဆိုမိဘတွေကိုခရော့ကြတယ်ခရော့တဲ့အခါမှာခြားတာမီးတွေကမုတ်တွေပေါ့နော် မုတ်တွေနဲ့လာခရော့တယ်မေမေတို့ကတော့လှုပ်ကြွေးဖို့လေမလိုပါဘူးကျမတို့လေ တို့ဖန်တို့စားနိုင်တောင်းနိုင်တယ်တော့ပဲကျမကလေစားအိတ်လေးနဲ့ပတ်စံကိုထည့်ခဲ့ပြီးတော့မှသူများနဲ့မတူဘူးဘာလို့လဲဆိုတော့ကျမအိမ်မှာအတူနေတဲ့သူဖြစ်တော့သူများတွေကမုတ်တွေလာပြီးလာတဲ့မုတ်နဲ့လာတဲ့လူတအားများတယ်မစားနိုင်တော့ဘူးဖေဖေတို့မမေတို့ကလေအဲ့ခါမှာကျမစားအိတ်လေးတွေကိုပတ်စံလေးထည့်ခဲ့ပြီးတော့ကျမရဲ့လုတ်အားနဲ့ပေါ့နော်ရတဲ့ငွေလေးနဲ့ကျမအဲ့လိုမျိုးဟိုဖေဖေတို့အတွက်ကတော့မများပါဘူးတို့ပဲကျမကလေအဲ့အရာကိုကိုယ့်ရဲ့ချွေးနဲ့စားလေးကိုသူတို့ပေးကျင်တဲ့ခါမှာစားအိတ်လေးတွေထည့်ပေးကျမအဖေကအဲ့ဒီတရင်ကျွတ်လာပြည့်ရပေးထားတဲ့ပတ်စံ တစ်နှစ်ပတ်လို့မသုံးမနဲ့ထုတ်ကြည့်လိုက်ယိုးမိတခါဒန်းလောက်အောက်ထွက်ပြန်ထည့်ထားပြန်အောင်ခါနေအဲ့ဒါ तू ကကျမကိုပြန်မပြောဘူးကျမမေကပြောပြပါတော့အဲ့ပစံသုံးလဲမသုံးဘူးတဲ့နော်အဲ့စာအဲ့ဒီကနေထုတ်ကြည့်လိုက်ယိုးမရှိမပြန်ပြီးတော့ထည့်လိုက်နဲ့ तू တစ်နှစ်ပတ်လုံးပြီးပြီဖြာနေတာမိဘကိုယိုသေးတဲ့အရာလေးတစ်ခုကဘာမှမဟုတ်ပေမဲ့မိဘနှလုံးသားကိုတက်တက်ထိတယ်ပေါ့နော်နောက်ထပ်အဲ့ဒီအရာလေးနဲ့လည်းမက်ဆေ့ပေးချင်ပါတယ်ပေါ့နော်ရှင်မတဲ့ခန်းကြီး15အငယ်လေးသူကဖတ်ပြန် နော်မိဘကိုယူတည်ဖို့အရာလေးပါနော်ဖယားသခင်ဤပြည့်ညတ်တော်ကမိဘကိုယူတည်စွာပြုလော့အကျင့်သူသည်မိဘကိုနှုတ်ဖြင့်ပြစ်မာ၏ထိုသူသည်အသေးသက်ခြင်းကိုခံစေဟုလာတည်းဖယားသခင်ကဘာပြည့်ညတ်ထားလဲဆိုတဲ့အခါမှာနော်မိဘကိုအဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်နဲ့နော်ပြန်ပြောရင်တောင်မှပဲအသေးသက်ခြင်းခံရမလို့ဖယားကပြည့်ညတ်ထားတာဖြစ်တယ် မိဘကိုယိုသေးဖို့ဘယ်လောက်ထိဖျားခင်ပြည့်ညံ့ထားလဲဆိုတဲ့အရာလေးပေါ့နော်နောက်ထပ်အေးဖတ်ခန်းကြီး6ငွေ6ငွေ23သူတို့ကဆင်ကျင်အောင်နော်မိဖကိုယိုသေးစွာ ပြုလို့တဲ့ဤပညတ်တော်ကသင်သည်ပြည်တော်၌ကောင်းစား၍အသက်သာရှင်မြည်အကြောင်းဟူ၍ဂရိတော်နှင့်ဆိုင်သောပထမပညတ်ဖြစ်၏တဲ့ပြည်တော်မှာကောင်းစားရုံနဲ့မှာမကအောင်မိဖကိုယိုသေးလို့ရှင်ဘာဖြစ်လဲအသက်လည်းရှင်မဲတဲ့နော်ပထမဦးဆုံးလူသားမျိုးနွယ်စုရဲ့အဖေနော်လူအာရန်ရဲ့အကြောင်းကိုကျမတို့သိသွားပြီ နော်ဒုတိယကျမတို့မွေးတဲ့အဖေရဲ့အကြောင်းနော်အဖေကိုယူတည်ရမယ်ဆိုတဲ့အကြောင်းလေးပေါ့နော်ကျမတို့ရဲ့အသက်တာနဲ့တကွနော်ဟောပြောပြသွားပြီးတော့နောက်ထပ်တစ်ခုက အကြီးမားဆုံးအရာတစ်ခုကကျမတို့မြင်လည်းမမြင်ဘူးဘူးဒါပေမဲ့အရန်ချစ်တယ်အဲ့ဒါဘယ်သူလဲဆိုတဲ့အခါမှာကောင်းကင်ကအဖဖြစ်တယ်မြင်ဘူးလားကောင်းကင်အဖကိုမြင်ဘူးလားမမြင်ဘူးဘဲနဲ့အရန်ချစ်တယ်ဆိုတာကအမှန်တန်ထူးဆန်းတာဖြစ်တယ်ဘာဖြစ်လို့လဲဖယားသခင်ရဲ့ဇကားကိုကြားတာ ယုံကြည်ခြင်းဆိုတာကြားနာခြင်းอ่ะကြားနာခြင်းဆိုတာလေဖရာသခင်ရဲ့နှုတ်ကပတ်တော်ဖရာသခင်ရဲ့အကြောင်းပဲဖြစ်တယ်ဒီအရာကို ကြားပြီးတော့ကျမတို့ကယုံနေတာအဲ့ဆိုမခုနဆရာဗာပြောရလဲမဟောမကြားမကြားမယုံတင်းလို့ဟောရမယ်ဖရာသခင်ကိုကျမတို့ကမြင်ဘူးလားဆိုတော့မမြင်ဘူးတချို့လည်းအိမ်မက်ထဲမှာမြင်ဘူးတယ်လို့ပြောတယ်ကျမတို့တခါမှမမြင်ဘူးဖြစ်တယ်မမြင်ဘူးပင်မဲ့ကျမတို့ဖရာရဲ့အတန်ကိုကြားဘူးတယ်ကြားဘူးလားကြားဘူးလားဖရာရဲ့အတန်ကြားဘူးလားကြားဘူးတယ် ယုံကြည်သူလူတိုင်းကြားဘူးတယ်ဖရာရဲ့အတန်ကိုဆရာကြီးတယောက်ကတရားဟောတယ်တကယ်ဆရာဆရာကြီးပါပဲဒီနေ့ဖရာသခင်စကားဘာပြောလဲဆိုတော့တဲ့အဲ့လိုပြောရင်အဲ့လူကလိမ့်ပြီတဲ့ဟာဘလို့ကြီးလဲကျမတို့ဖရာခင်နေ့တိုင်းစကားပြောတယ်ဘာဖြစ်လို့လဲဒီတအုံလုံးကဖရာခင်ပြောထားတဲ့စကားတွေကြီးပဲဖြစ်တယ်နော်ဒီစကားတွေကိုကျမကဆင်ခြင်လိုက်တဲ့အခါမှာဘူးမှမသိဘူးကျမစိတ်နဲ့ဖတ်လိုက်တာဒါမှနှလုံးသားကနေပြီးတော့ နော်ကျမကိုဖះကစကားပြောနေတယ်လို့မျိုးကျမခံစားရတယ်ကျမစမ်းစာဖွင့်ဖိုက်လိုက်တဲ့အချိန်တိုင်းမှာကျမကိုဖះကစကားပြောတာဖြစ်တယ်ဘာဖြစ်လို့လဲကျမတို့ရဲ့ဖះကမနေ့ယနေ့နောက်ကလာအသက်ရှင်တော်မူသောဖះသခင်ဖြစ်တယ်ကျမအဖေကတော့တည်သွားပြီဖြစ်တယ်အဖေရေးထားတဲ့စာလေးကိုကျမကဖတ်လို့ရှင်ဩအဖေမတည်ခင်ကရေးထားတဲ့စာလေးပဲလို့ကျမကနော်မှတ်ချက်ချလို့ရတယ်ကျမအဖေကျမကိုစကားမပြောဘူးဒါပေမဲ့ဖះသခင်ရေးထားတဲ့ စာတွေဘုရားသခင်မှုတ်သွင်းထားတဲ့နှုတ်ကပတ်တော်ဒီဘုရားခင်ဖြစ်တော်မူတယ်ဆိုတဲ့အခါမှာဒီအရာကိုကျွန်မဖတ်လိုက်တဲ့အချိန်တိုင်းမှာဘုရားသခင်ကမနစ်ရနေနောင်ကာလအသက်ရှင်ပြီးအေမာနွေလတင်တို့နဲ့အတူရှိတော်မူတယ်ဆိုတဲ့အခါမှာဘုရားခင်ကျွန်မကိုချမ်းစာကိုဖွင့်ဖက်တဲ့အချိန်တိုင်းမှာစကားပြောတာဖြစ်တယ်။လိုအပ်ရင်လိုအပ်တယ်လို့တတူးတူးနဲ့လည်းပြောတာဖြစ်တယ်။ချမ်းစာမှာဘာပြောထားလဲသမီးဖတ်ထားတယ်လေဆိုတာမျိုးပြောတယ်။အဲဒါကြောင့်မို့ကျွန်မကိုဘုရားသခင်စကားပြောတယ်။ဒီကညီကောင်မမအရောက်ချင်းစီတိုင်းလည်းပဲဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုကြားနေခြင်းဒီဘုရားစကားပြောနေခြင်းဖြစ်တယ်။ အာမင်ဒီကနေ့ကျမတို့ဘုရားခင်ပါစကားပြောလဲအမြကြီးပြောခဲ့တာဖြစ်တယ်အားရပါရပြောတာဖြစ်တယ်တရက်ဆိုဆိုတော့အားရပါရဘုရားခင်ကပြောတာဖြစ်တယ်ဘာဖြစ်လဲကျမတို့ရဲ့နှုတ်ချပါစက်ကိုအစီခံနေရပြီအာမင်ကိုကျမတို့ဒီမှာရှိတဲ့လူအယောက်ချင်းစီတိုင်းကတော့ဘုရားစကားဒီနေ့ကျမတို့ဘုရားခင်ပါစကားပြောလဲပြောဖို့ပြောတာဖြစ်တယ်ကျမကိုဘုရားခင်စံစာကိုဖွင့်တဲ့အချိန်တိုင်းမှာစကားပြောတာဖြစ်တယ်အဖေ၃ယောက်ရှိတယ်ဆိုတဲ့အကြောင်းလဲကျမဘုရားစကားပြောလို့သိရတာဖြစ်တယ်အာမင်အာမင် တချို့တွေကဖျားခင်ကလူကလူကိုဖျားခင်ကမြေမုံကိုယူတယ်လူကိုဖန်ဆင်းတယ်ဆိုတဲ့အရာတချို့တွေကလက်မခံဘူးလက်မခံတာဘာလို့လက်မခံလာလဲစာနေနဲ့တက်လို့ဖြစ်တယ်စာနေနဲ့တက်လို့ဘာလို့ကျွန်မတို့အိမ်မှာလေကျွန်မတို့ရဲ့အဖကြီးကတက်တော့80ကျော်ပါပြီ तू ကလေစာနေနဲ့တက်တာပေါ့အရင်ခေတ်က10တန်းဆိုတော့အရင်ခေတ်က10တန်းဆိုတော့ကျောင်းဆရာကြီးပါရောလို့ရတယ်နော်အဲ့တော့ तू အရင်ခေတ်က10တန်းရောက်ထားမှုတဲ့အတွက်တခုခုသူ့ကိုဘလိုင်းပြောရင် तू ကဘာမှလက်မခံဘူးဟောစာနေနဲ့ ။အမျိုးတွေမှာဆိုရင်တော့သူကဘဝင်ယူလို့တတ်မှတ်တာပါဗောနော်။စာရပြောမှသူကလက်ခံတယ်။ဘာမဆိုစာထဲမှာလို့ပြောလိုက်ရင်သူကလက်ခံသွားအောင်။အဲ့လိုမျိုးညီကောင်မတို့ရဲ့လည်းရှိနေမှာဖြစ်တယ်။အဲ့တော့ကျမတို့စာနဲ့စကားပြောကြမယ်နော်။ဖခင်လူကိုမြေမုံကိုယူပြီးဖန်ဆင်းတယ်ဆိုတဲ့အရာလေးကိုကျမတို့နော်။ဒီမှာနော်တကယ်ကိုပဲနော်။ကျမတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဓာတ်ခုနှစ်မျိုးနော်။ဓာတ်ခုနှစ်မျိုးနဲ့တဲ့။မြေကြီးထဲမှာရှိတဲ့ဓာတ်ခုနှစ်မျိုးနော်တူတူပဲဆိုတဲ့အရာကို တက်ခွဲဆန့်တက်လိုက်တဲ့အချိန်မှာအော်မြေကိုယူပြီးတော့ဖျားခင်လူကိုဖန်ဆင်းနေဆိုတာအင်မတန်မှမှန်ပါလားမှန်ဘူးလားမြေကိုယူပြီးတော့ဖျားခင်ဖန်ဆင်းတာမဟုတ်ဘူးအာဒန်ကနေဆင့်တက်လာတာမဟုတ်ဘူးဆိုလို့ရှိရင်တော့ကိုဖန်ကိုဘယ်ရလာတာလဲဆိုတာစဉ်းစားဖို့မလိုဘူးလားလိုတယ်ဒါရှက်စရာမဟုတ်ဘူးငါဘယ်ရလာတာလဲဆိုတာစဉ်းစားဖို့လိုတယ် immigration ကိုသွားပါလဟုတ်ကရုံးကိုသွားပါသွားပြီးတော့အဆက်အဆက်လိုက်ပါနောက်ဆုံး လူယောက်ျားနဲ့ဘုရားခင်ဖန်ဆင်းတဲ့လူယောက်ျားနဲ့လူမိန်းမလူသားအလုံးရဲ့အဖအာဒံစီကိုယောက်သွားမှာဖြစ်တယ်။အာမင်အာမင်နော်ဒီမှာဆိုလို့ရှိရင် ကျွန်မတို့ရဲ့အဲထဲမှာနော်လူထဲမှာရှိရတဲ့ဓာတ်ခွနမြေကြီးမှာရှိရတဲ့ဓာတ်ခွနမျိုးအနည်းကတင်းကြိုင်ကောင်မှာအင်္ဂလိပ်သွားလို့ရအင်မတန်မှကောင်းတယ်။အဲ့အုတ်ခုတွေထဲမှာဘာရှိလဲဘာမှမရှိဘူးမြေကြီးဟုတ်တယ်လေအုတ်နေကလေးမြေကြီးပဲဘီလက်မြေလက်မြေကြီးပဲလူဟာလည်းမြေကြီးနဲ့ဖျားလုထားတာပဲ။ အဲ့လိုမြေကြီးပဲလေအင်မတန်းမှကောင်းတယ်ဒါပေမဲ့အဲ့ထဲမှာရှိတဲ့ဝิญဉ်လေးကဘယ်ရောက်နေလဲအဲ့ဒါအဖြစ်သိဖို့လိုတယ်ဟာအရန်ကောင်းတယ်ငါတို့သွားမယ့်နေရာကိုကြည်ထားတယ်ဟုတ်တယ်အဲ့ဒါကခန္ဓာကိုယ်သွားမယ့်နေရာကိုကြည်ထားဟုတ်တယ်ဒါပေမဲ့ဝิญဉ်သွားတဲ့နေရာအတွက်ကိုဒီနေ့လာပြောပြပေးတာဖြစ်တယ်သမရာရုပ်ရှင်ရုံဟိုတစ်ခါဆရာပြောသူလက်မှတ်ရလိုက်အောင်ပေးတာဖြစ်တယ်။တော်ကြရုပ်ရှင်ရုံရှိမှဟိုလျှောက်ဒီလျှောက်လက်မှတ်မပါတော့ဝင်လို့မရဘူး။နော်အဲ့လိုဖြစ်မှကြောက်လို့ နော်လက်မှတ်လာရောင်းမိတာဖြစ်တာဝဲတာမဝဲတာကဒီကိုမမရဲ့ဘိုင်းလက်မှတ်ကတော့ကျမတို့လာပြီးတော့အခမဲ့ရောင်းတာမဟုတ်နော်လာပေးပြီပေါ့နော်ဘုရားကျေးဇူးပါနဲ့နော်ဒီမှာဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုယ်ထဲမှာလည်းနော်ကယ်ဆီယမ်ဓာတ်ရှိတယ်ကယ်ဆီယမ်ဓာတ်လူထဲမှာမရှိဘူးလားအယူကကယ်ဆန်ဓာတ်များအားနေလို့ရှိရင်တင်လက်ဝိတ်ထိုးလို့မရဘူးတင်လန်းလျှောက်သွားလို့ရှိရင်ခဏခဏလဲနေမှာဖြစ်တယ်အဲ့ကယ်ဆီယမ်ထုံးဓာတ်ကထုံးဓာတ်ကမြေကြီးထဲမှာမရှိဘူးလားမြေကြီးထဲရရမဟုတ်ဘူးလား ်မြေကြီးကိုယူပြီးဖန်ဆင်းမှာတော့ဒီလူထဲမှာကယ်ဆင်ရတက်ရှိနေတာစမ်းလားမစမ်းပါဘူးเนาะနောက်ထပ် phosphorus เนาะ phosphorus ဓာတ်မီးဆုံးဓာတ်မီးဆုံးဓာတ်ရှိလားမရှိလားဆိုတဲ့အခါကိုကျွန်မကလေ Google မှာခောက်ပြီးတော့ရှာပေးတာလေမီးဆုံးဓာတ်မီးဆုံးဓာတ်ရှိတဲ့လူကဒီလိုပုံစံဖြစ်တယ်အဲ့ဒါကျွန်တော်တို့ခန္ဓာကိုယ်ကဒီပုံစံပဲမီးဆုံးဓာတ်ရှိတဲ့နေရာတွေကိုအလင်းရောင်နဲ့ပြထားတာ အဲ့မီးဆုံးတက်ကကျွန်တော်မြေကြီးတွေကရတာဖြစ်ပါတယ်เนาะအဲ့မီးဆုံးတက်အားနေပြီဆိုလို့ရှင်လူကဘာတွေစားပေးရမလဲเนาะအာလူးတွေဘာတွေပဲတွေနို့တွေเนาะအဲ့ဒါစားပေးရမယ်ဆရာဝန်တွေရှိသွားရင်နောက်ထပ်မက်ဂနီစီယံတန်တက်တန်တက်ခါတော့လူတိုင်းသိတယ်ကိုဝင်စဆောင်နေကဒီကလေးလေးเนาะတန်တက်အားကောင်းအောင်เนาะတန်တက်အားစေးเนาะအရင်ဦးဆုံးတန်တက်အားစေးတိုက်တာဖြစ်တယ် OG တွေကเนาะအဲ့တန်တက်ကဘယ်ရရလဲမြေကြီးထဲမှာရှိတာအဲ့မြေကြီးကိုယူပြီးလူကိုဖန်ဆင်းမှာတော့လူထဲမှာတန်တက်ရှိနေတာစမ်းလို့လား မဆမ်းပါဘူးเนาะနောက်ထပ်เนาะပိုတက်ဆီယမ်ရန်ဓာတ်အဲ့ရန်ဓာတ်အားနဲ့လူရပါဖြစ်လဲလဲပင်းနာမယ်เนาะကြွက်သားတွေအားနဲ့လာမယ်เนาะအဲ့ဆိုဘာစားရမလဲကျွန်တော်တို့အဓိကငပြောသီးเนาะအဓိကငပြောသီးအဲ့ထဲငပြောသီးရအဲ့အာအပြည့်ဆုံးပါတာဖြစ်တယ်အများကြီးပြောเนาะခင်းချင်းဒီတို့ထောပတ်သီးတို့လဲเนาะเนาะရန်ဓာတ်တွေပါတာဖြစ်တယ်เนาะရန်ဓာတ်တွေပါတာဖြစ်တယ်ဆာလဖာဆာလဖာဓာတ်เนาะကန့်ဓာတ်မြေကြီးမှာမရှိဘူးလား အမြင့်ကြီးကိုယူပြီးလူကိုဖန်ခြင်းမှာတော့လူထဲမှာကန့်တက်ရှိနေတာမဆန်းဘူးလေနောက်ထပ်ခလိုရင်းခလိုရင်းကတော့အငွေ့တက်နော်ခလိုရင်းထက်များပြီဆိုလို့ရှင်လူကဘာဖြစ်လဲလူထဲမှာခလိုရင်းထက်များပြီဆိုလို့ရှင်လူကအလတ်ချစ်ဖြစ်ပြီရားပြီနော်အဆက်ပြောက်တွေထွက်လာပြီနော်အခုပိန်တွေထွက်လာပြီအာခလိုရင်းထက်များတာနေကြီးထဲမှာမရှိဘူးလားခလိုရင်းထက်ရှိတယ်နော်တချို့ကြတော့ဒီဟာတွေကနော်ရိုက်ရှာချိလိုက် KCM ဆိုပြီးတော့ Google မှာရိုက်လေလို့ရှင် KCM တက်လူမှာပမာဏဘယ်လောက်ရှိတယ် နော်မီးဆုံးထက်ကဘလောက်ရှိရဲဆိုတဲ့အရာကိုအတိအကျပေါ်ပြထားတာဖြစ်ပါတယ်နော်ဒီအရာတွေကငါတို့ကိုဖျားသခင်ဆိုတာကိုလည်းမယုံဘူးဖျားသခင်ကမြေမှုန့်ကိုယူတယ်လူကိုဖန်ဆင်းတယ်ဆိုတာကိုလည်းလက်မခံဘူးဆိုတဲ့လူတွေကကိုယ့်ဖန်ကိုငါကဘယ်ကလာတာလဲစဉ်းစားဖို့မလိုဘူးလားဒီနောက်ဆုံးသောကာလနော်ဒီနောက်ဆုံးသောကာလနောက်ဆုံးသောကာလပြောလို့ရှိရင်တို့တွေကနားမလည်ဘူးမယုံကြည်တဲ့သူတွေကလေဘာလဲ အေးမနှက်ဖြန်ဆိုတာကျမတို့မပိုင်ဘူးတင့်ရဲ့အတ္တတာရဲ့နောက်ဆုံးတော့အချိန်အဲ့ဒါရင်မကြည့်ဘူးလားကြည့်တယ်ကိုကိုကိုဘယ်ကလာလို့လာမှမသိတင့်ရဲ့လည်းဘယ်သွားလို့သွားမှမသိလေ့လာဖို့မလိုဘူးလားလိုတယ်အဲ့ဒါရှက်စရာလည်းမဟုတ်ဘူးမသိရင်မသိဘူးကွာငါဘယ်ကလာလဲမြောက်ကလားမသိဘူးတော့ဥတွေကလည်းထွက်လာလားမသိဘူးနော်လို့တယ်အင်မတမလို့တာဖြစ်တယ် အားကြောင့်မို့လေ့လာဖို့လို့အတွက်ဒီ message လေးကိုလည်းပေးတာဖြစ်တယ်။တခါကြရင်ကျမတို့ရဲ့လူသားအလုံးမှာဖခင်၃မျိုးရှိတယ်။ကျမတို့ရဲ့အဖကနော်လူသားမျိုးနွယ်စုအလုံးရဲ့အဖအာဒံကနေဆင်းသက်လာတာပါလို့ပြောလို့ရှိရင်တို့ကလက်မခံဘူး။အာဒံကိုဖျားခင်ကမြင်ဖို့ကိုယူပြီးဖန်ဆင်းတယ်လို့ပြောလို့ရှိရင်လည်းတချို့လက်မခံကြဘူး။လက်မခံတဲ့လူတွေအတွက်ကိုလည်းအထောက်ထားပေါင်းမြောက်များစွာနဲ့ပေါ့နော်။ဒါကပြောပြကြတယ်ပေါ့နော်။ကျေးဇူးတော်ချီးမွမ်းတယ်။ဒါကအပြစ်မပြောပါဘူး။ မယုံကြည်သူဆိုတာနော်သူတို့မှမသိသေးတာယုံကြည်ပြီးသားသူတော်မှပဲဟိပြန်တိုက်နေရတယ်ကျွန်တော်တို့ဒီမှာနော်မိယိုဖလာယုံကြည်သူဒီကိုမာမတွေကိုပို့ပေးတာလဲအเจ้าမတက်တက်ချင်းတက်တက်မဟုတ်ဘူးနော်ရွှေချမ်းချက်ကနေတက်တည်ခံတဲ့အစ်စ်ဖြစ်လာပြီနော်ချူလေးအာမင်အာမင်နော်ဒီမှာစာလုံးမပေါက်တက်တက်တလုံးမှငါးတန်းနော်မတက်တဲ့နေရာနေပြီးတော့အခုဘာဖြစ်လဲကျန်းစာတွေ ဖတ်လာနိုင်ပြီเนาะဒီနေရာကိုပို့ဆောင်ရခြင်းဟာကျမတို့တွေစိန်ဖြစ်ဖို့ဖြစ်တယ်။အာမင်လောကကိုဘုရားသခင်ကပြစ်ထုတ်လိုက်တဲ့အချိန်မှာရောက်တဲ့နေရာမှာအပင်ပေါက်ဖို့ဖြစ်တယ်။အာမင်အာမင်ဒီရာလေးအဖြစ်လောကမှာလူတိုင်းမှာအဖေ၃ယောက်ရှိတယ်။ဆိုရဲအရာလေးကိုမဆိတ်ပေးခြင်းပါတယ်အရောက်ချင်းတဲ့ဖျားခင်ကောင်းကြည့်ပေးပါစေအာမင်